ာပါရှင်။မြစ်မရဲ့သတင်းတူသတင်းမှားများကိုတိုက်ဖြတ်ခြင်း misinformation buster season ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်မြစ်မ fact check အဖွဲ့ကနေစစ်ဆေးထားတဲ့သတင်းတွေကတော့ Nugget တက်က Sharper ရုပ်သံဖိုင်မှတ်တမ်းဟာ AI နဲ့ပြုလုပ်ထားတာဖြစ်တဲ့အကြောင်း GPS တက်ထားတဲ့ငှက်ကိုမြောက်ဦးမှာဖမ်းမိတယ်ဆိုတဲ့သတင်းမှားနဲ့ November လအတွင်းမှာသတိပြုစရာသတင်းတူသတင်းမှားတွေအကြောင်းကိုစူးစိတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ မဆုံးနေနဲ့နာဂစ်ထက်ကရှားပါရုပ်တံမှတ်တမ်းဆိုပြီးတော့ပြတ်နေတဲ့ရုပ်တံဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့သတင်းကိုအရင်ဆုံးတင်ဆက်ပေးချင်ပါတယ်။အရေးပေါ်သတင်းဆိုရယ် Facebook ဆက်မနာပေါ်ကနေအောက်တိုဘာ22ရက်နေ့မှာနာဂစ်မုံတိုင်းတံကိုခံရဘူးသူတွေကတော့တော်ယုံမမှုတော့ဘူး။ရှားပါရုပ်တံမှတ်တမ်းလို့ရေးသားပြီးတော့ရုပ်တံဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။အဲ့ဒီရုပ်သံဖိုင်ထဲမှာအစိုးဆုံးဘဝများ2008နာဂစ်မုံတိုင်းလို့ရေးသားထားသလိုဗီဒီယိုရဲ့ညာဘက်အောက်တောက်မှာမေလ3ရက်2008လို့လည်းပါပါတယ် ရုပ်တံဖိုင်ထဲမှာတော့အုံမင်တွေအိမ်တွေပေါဝင်တဲ့မြင်ကွင်းဟာခဏအကြာမှာရှေးတွေဒလဟောစီးဝင်လာပြီးတော့အိမ်တွေပျက်စီးသွားတာတွေပါဝင်ပါတယ်။ဒီဖိုင်ဟာကြီးရှုမှု၈သိန်းကျော်နဲ့ပြန်လည်မျှဝေသူ၆ယောက်နီးပါးရှိနေပါပြီ။မြစမကဒီရုပ်တံဖိုင်ကိုအချက်လက်စစ်ဆေးပြီးတော့ဒါဟာဉာဏ်ရည်ဒုနီးပညာ AI အသုံးပြုပြီးတော့ဖန်တီးထားတဲ့အကြောင်းတွေ့ရှိရပါတယ်။ဒီရုပ်တံဖိုင်ကိုစနစ်တကျလေ့လာတဲ့အခါမှာရေလှိုင်းလုံးတွေဝင်လာတဲ့အချိန်မှာအိမ်တလုံးဟာမြေပြင်ကနေကျွတ်ပြီးတော့ရေနဲ့မျောပါသွားတာကိုတွေ့ရပါဗျ။ ဒီအိမ်ဟာလန်တဝက်မောင်းကွန်တိန်နာအရှိဖြစ်ပြောင်းလဲသွားပြီးတော့ခဏကြာမှပဲစတူယန်ပုံကွန်တိန်နာအဖြစ်ပြောင်းလဲသွားတာကိုတွေ့ရမှာပါ။ဒါဟာရုပ်တိမရှိတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့တစ်ပင်တွေဟာလေတိုက်နေပြီးတော့ညာဘက်ကိုရိမ့်နေတဲ့ပုံစံဖြစ်နေပေမဲ့ရမ်းခါနေတာမတွေ့ရဘဲရိမ့်နေတဲ့ပုံစံအတိုင်းပဲတည်ငြိမ်နေတာကိုတွေ့ရပါတယ်။နာခင်မုံတိုင်းတိုက်တုံးကလေတိုက်နှုံးက130အထိရှိပါတယ်။ဒီလေတိုက်နှုံးအတိုင်းဆိုရင်အပင်တွေအိမ်တွေဟာအမြက်ကကျွတ်ထွက်ပြီးတော့လွင့်ထွက်သွားမဲ့အနေထားပါ။ ဒီလိုအခြေအနေကိုနာကစ်ပြီးတဲ့နောက်ပိုင်းမှာထွက်ပေါ်လာတဲ့အပြက်အစည်းတွေကိုကြည့်ရင်သိနိုင်ပါတယ်။အခုဗီဒီယိုမှာတော့အိမ်နဲ့တိုက်မိတဲ့အပင်တွေကပဲပျက်စီးသွားပြီးတော့ဘေးကဓာမီတွေနဲ့အနောက်မှာရှိနေတဲ့အပင်တွေဟာလေတိုက်ပြီးရိမ့်နေတဲ့အနေအထားပဲဖြစ်နေတာကိုတွေ့ရပါတယ်။ဓာတ်တိုင်၃နိုင်ပါဝင်ပြီးတော့ရေဝင်လာတဲ့အချိန်မှာဓာတ်တိုင်တစ်ခုပဲပြိုလဲသွားပြီးတော့ကျန်တဲ့ဓာတ်တိုင်တွေအကောင်းတိုင်းရှိနေတာကိုလည်းတွေ့ရမှာပါဓာတ်တိုင်တွေဟာတစ်ခုနဲ့တစ်ခုဓာတ်ကျိုးတွေနဲ့ချိတ်ဆက်ထားပေမဲ့ကျန်ဓာတ်တိုင်တွေဆက်ပြီးတော့မလဲနေတာကိုတွေ့ရပါတယ် ဒီလိုရုပ်တိမတန်တဲ့အချက်လက်တွေကြောင့်ဒီရုပ်သံဖိုင်ဟာနာဂင်မုံတိုင်းတိုက်တုံးကရိုက်ထားတဲ့ရုပ်သံမဟုတ်ပဲ AI နဲ့ဖန်တီးထားတာဖြစ်တဲ့အကြောင်းကောက်ချက်ချနိုင်ပါတယ်။ဒါကြောင့်ဒီရုပ်သံဟာလူစိတ်ဝင်စားမှုများပြီးတော့လူကြည့်များအောင်တမင် AI နဲ့ဖန်တီးပြီးတော့ဖြန့်ဝေထားတဲ့ရုပ်သံပဲဖြစ်ပါတယ်။ US ချီယာကန်ဇက်တက်ထားတဲ့ငှက်တကောင်ကိုရခိုင်ပြည်နယ်မြောက်ဦးမှာဖမ်းမိတယ်ဆိုတဲ့သတင်းမှားနဲ့ဆက်ချင်ပါတယ်။ရခိုင်သတင်းဆောင်ဆိုတဲ့ Facebook စာမျက်နှာကနေအောက်တိုဘာ24ရက်နေ့မှာ မြောက်ဦးမှာ GPS တပ်ထားတဲ့ငှက်တကောင်ဒေသခံတွေဖမ်းပြီး AA ထံအနှံဆိုတဲ့သတင်းကောင်းစင်နဲ့အတူသတင်းတပ်ပုံတပုံကိုဖော်ပြထားတာပါအဲ့ဒီတပ်ပုံထဲမှာတော့စက်ကရီယာတက်ဆန်ထားတဲ့ငှက်တကောင်ကိုလူတစ်ယောက်ကကင်ထားတဲ့ပုံပါဝင်ပါတယ်သတင်းထဲမှာတော့ရခိုင်ဒေသခံတစ်ယောက်ကပြောနေတဲ့ပုံစံနဲ့သတင်းရေးသားထားတာကိုလည်းတွေ့ရပါတယ်ဒါကိုကြိုက်နှက်သက်သူ13000နဲ့ပြန်လည်မျှဝေသူ1500ကျော်ရှိနေပြီဖြစ်ပါတယ်မြစမကဒီပုံထဲကငှက်ကို Google Image Search ကနေတဆင့်ရှာဖွေစစ်ဆေးခဲ့ပါတယ် တကယ်တော့ဒီငှက်ဟာရခိုင်ပြည်နယ်မှာဖမ်းမိတဲ့ငှက်ဆိုတာမဟုတ်ပါဘူးဒီပုံနဲ့ထပ်တူညီတဲ့ပုံတစ်ပုံကို The Novel ဆိုတဲ့ website ကနေပြီးခဲ့တဲ့ဇန်နဝါရီလကစောင်းမတစ်ခုမှာသတင်းဖော်ပြထားပါတယ်ငါတဲ့သေးလေးတွေကသင်းငယ်တဲ့ပစ္စည်းလေးတက်ပြီးတော့ကျွန်တော်တို့ရဲ့ပြဿနာကြီးတွေကိုဘယ်လိုကူညီပေးနေတယ်လဲဆိုတော့ဆောင်းမမှာဖော်ပြထားတဲ့ပုံမှာသိပ္ပံပညာရှင်တွေကမြောက်အမေရိကနဲ့တခြားဒေသတွေမှာဒီလိုငှက်တွေကိုနေရောင်ခြည်စွမ်းအင်သုံးချီယာကန်ဆက်တက်ဆက်ပြီးတော့လေ့လာခဲ့တာပဲဖြစ်ပါတယ်မြန်မာနိုင်ငံကဖြစ်စဉ်လောကမဟုတ်ပါဘူး မြောင်ဦးမှာဒီလိုငှက်ဖမ်းမိတဲ့အကြောင်းရုံးကြီးစိတ်ချရတဲ့သတင်းဌာနတွေနဲ့ဒေတာသတင်းသတင်းဌာနတွေမှာတော့ဘာဖော်ပြထားတာမျိုးမရှိပါဘူး။ဒါကြောင့် GPS တက်ထားတဲ့ငှက်တကောင်ကိုရခိုင်ပြည်နယ်မြောင်ဦးမှာဖမ်းမိတယ်ဆိုတဲ့သတင်းဟာတခြားနိုင်ငံကရေးသားတဲ့သတင်းဆောင်မကပုံကိုယူသုံးပြီးတော့လူအများအထင်လွှဲအောင်ပြုလုပ်ထားတဲ့သတင်းမှပဲဖြစ်ပါတယ်။ခုတော့နိုဗ ెంబ ာလအတွင်းပြတ်နှက်နှက်လာနိုင်ခြင်းရှိတဲ့သတင်းတူသတင်းမှားတွေကိုသတင်းဖတ်ရှုသူတွေကြိုတင်သတိပြုဖို့အတွက်စူးစိဖော်ပြပေးသွားမှာပါ။ ဒီလတဲ့မှာအထင်ကရနေ့အဖြစ်အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ရှိ26ရက်တာလှုပ်ရှားမှုကိုနိုဝင်ဘာ25ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။နှစ်စဉ်ကျမနေကြဖြစ်ပြီးတော့ဒီလိုနေ့တွေမှာအရင်ကလှုပ်ရှားမှုပုံဟောင်းတွေပြန်လည်ဖြန့်ဝေလာနိုင်တာကိုသတိပြုဖို့လိုအပ်ပါတယ်။ဒါ့အပြင်စစ်တပ်လော်ဘီ channel တွေရဲ့ဒီလိုနေ့မျိုးတွေမှာတော်လည်ရဲ့အမျိုးသမီးတွေအပေါ်ပုတ်ခတ်ပုံဖြတ်ရေးသားမှုတွေကိုလည်းသတိပြုဖို့လိုအပ်ပါတယ်။ တဆက်တည်းမှာပဲတိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့မြေပြင်အခြေအနေစစ်ဆောင်ပြည်သူတွေရဲ့အခက်အခဲနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုသတိပြုဖို့လိုအပ်ပါတယ်။ဒါ့အပြင်တိုက်ပွဲဗီဒီယိုဖိုင်အဟောင်းတွေ AI နည်းပညာနဲ့ဖန်တီးထားတဲ့ရုပ်သံနဲ့လူမျိုးရေးဘာသာရေးအခြေခံဝါဒဖြန့်တဲ့သတင်းမှားတွေပြန့်နှက်လာနိုင်ခြေကိုလည်းအထူးဂရုပြုစောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်ရှိအခြေအနေနဲ့ဆက်ဆက်တဲ့သတင်းမှားတွေကိုလည်းသတိပြုသင့်ပါတယ်။ စစ်ကောင်စီကအတန်းအထမပြုတ်လုဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကြီးကျင်းပဖို့ကလည်းတလားကျော်ပဲကျန်တော့တာမို့ပြည်သူတွေအနေနဲ့ဒီရွေးကောက်ပွဲအကြိုကာလတွေမှာဖြစ်နိုင်တဲ့ပြိပခါတွေမဲဆွယ်ပွဲနဲ့ပတ်သက်လို့ဖြစ်စဉ်အဟောင်းတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။အခုဆိုရင်ဆဲအုပ်စုရဲ့ရွေးကောက်ပွဲအတွက်ဝါရဖြန့်ရုပ်ရှင်ရိုက်ကူးထားပြီးတော့ဒီရုပ်ရှင်အပေါ်လူတွေရဲ့စန့်ကျင်မှုရွေးကောက်ပွဲအပေါ်စန့်ကျင်မှုအရှိန်မြင့်တက်နေတဲ့အချိန်မှာပြည်ရဲမှရှိတဲ့ပြည်သူတွေကိုစစ်တပ်ကရွေးကောက်ပွဲစန့်ကျင်မှုအကြောင်းပြပြီးတော့ဖမ်းဆီးတာမျိုးတွေလည်းရှိနေတာကြောင့်သတိပြုကြဖို့လိုအပ်ပါတယ်။ ဒါတွေကတော့နိုဝင်ဘာလထဲမှာထွက်ပေါ်လာနိုင်ခြင်းရှိတဲ့သတင်းတူသတင်းမှားတွေနဲ့ပတ်သက်လို့ဖော်ပြခဲ့တာပါသတင်းဖတ်ရှုသူတွေအနေနဲ့လည်းသတင်းတွေကိုချက်ချင်းရှုံချပြီးတော့ကောက်ချက်ချတာမျိုးမဟုတ်ပဲသက်ဆိုင်ရာတရားဝင်ထုတ်ပြန်ချက်တွေတိကျခိုင်မာတဲ့သတင်းရင်းမြစ်တွေနဲ့တိုက်ဆိုင်စစ်ဆေးဖို့လိုအပ်ပါတယ်။ဒါပြန်လွတ်လပ်ပြီးတော့အမိခိုကင်းတဲ့သတင်းဌာနတွေကအတီးပြုတ်ပြီးတော့မှပဲလုံကြည်လက်ခံကြဖို့ကိုလည်းတိုက်တွန်းလိုက်ပြရစီ။ဒီမှာကတပတ်အတွင်းစစ်ဆေးထားတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။ ပြည်သက်တွေအနေနဲ့စစ်ဆေးစစ်ခြင်းတဲ့သတင်းတွေတွေ့ခရင်ပဲဖြစ်ဖြစ်တန်တရာရှိတဲ့အကြောင်းအရာတွေကိုတွေ့ခရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့ fact check အဖွဲ့ကိုဒီလိန်လေးကနေတဆင့်ပြေပို့ကြဖို့အတွက်ဖိတ်ခေါ်ပါရယ်ကြီးစုခဲ့ကြတဲ့ပြည်သက်တွေအားလုံးသဘာဝဘေးစစ်ဘေးကနေကင်ဝေးပြီးတော့သတင်းမှန်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင်လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube channel မှာ member ဝင်ပြည့်စုံပြီးကူညီနိုင်ကြောင်းလည်းအသိပေးဖိတ်ခေါ်လိုက်ပါရစေ